ားလုံးပဲမင်္ဂလာပါခင်ဗျာ Forever Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။မော်လိဝုဒ်အသံဇလဝေရာညွှန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်အောက်တိုဘာလ29ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မော်လိဝုဒ်ခံမှန်းချက်များကိုအသေးစိတ်တင်ပြပေးသွားမှာဖြစ်ပါရစေခင်ဗျာ။အထူးမော်လိဝုဒ်အနေနဲ့ကမ်းခြေဒေသများကိုဝင်ရောက်တိုက်ခိုက်တော်မဲ့ဆိုင်ကလုန်းမုန်တိုင်းမွန်ထားရဲ့နောက်ဆုံးရသတင်းထူးများနဲ့မုန်တိုင်းမိုးကြီးခြင်းကြောင့်မြေကြီးကြီးခြင်းအနေနဲ့သတိပေးချက်များကိုပါတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါရစေခင်ဗျာ။ ထမဆုံးအနေနဲ့မုံတိုင်းမိုးတည့်ထန့်စွာရာသွန်းခြင်းကြောင့်မြေကြီးကြီးချင်း 3P ချံများနဲ့မြေကြီးချင်းများကိုပျော့ပြပေးတော်မှာဖြစ်ပါရယ်ခင်ဗျာယနေ့29ရက်ဆယ်လ2025ရက်နေ့နာနဲ့6နာရီခွဲချိန်တိုက်ထွာခြင်းရမြေကြီးအခြေအနေများကိုတင်ပြပေးလိုက်ပါရယ်ခင်ဗျာမြေကြီးနာမြေရမင်းကညနေကနေ7နာရီအတွင်းနှစ်လက်မောက်ကန်ထက်ကြသွားပါရယ်မြေကြီးနာမြေရဲ့မင်းကအမြင့်ဆုံးပူချိန်ကတော့33.5ဒီဂရီဆယ်စီယပ်နဲ့ယနေ့အနေဆုံးပူချိန်ကတော့27.5ဒီဂရီဆယ်စီယပ်ပဲဖြစ်ပါရယ်ခင်ဗျာမြေကြီးနာမြေဟာဆိုရင်ရေမှန်1200စင်တီမီတာသို့ရောက်ရှိရန် 196စင်တီမီတာ29ဗီကျော်ကအလိုမှာရောက်ရှိနေပါတယ်။ ERI မြစ်ထပ်ပိုင်းမှာမိုးဝအနှဲငယ်ရှိနေပါမယ်။ရံဖန်ရံခါ ERI မြစ်စုံထပ်ပိုင်းမှာနေရာကွက်၍မိုးသစ်ထန်စွာရာသွန်းခြင်းများကြောင့်မြေကြီးနားမြေကြီးကျဆင်းနေရာမှာပြန်တက်လာခြင်းအခြေအနေဖြစ်ပေါ်နေဦးမှာဖြစ်ပါတယ်။သကားတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းဆုံးဒေသများနဲ့ ERI မြစ်ထပ်ပိုင်းမေခမလိခမြဝန်းဒေသများမှာမိုးဒိတ်တောင်ဖြစ်ထွန်းမှုအားအနှဲငယ်ရှိနေပါတယ်။ ERI မြို့တို့ရှောက်နဲ့ချင်းတွင်းမြို့တို့ရှောက်မြေကန်းနေမြေနေဒေသများနဲ့ မြေနုချုံမြတ်မှာစိုက်ပျိုးလုပ်ကိုင်းနေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများဤရောင်ရီမြေကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောက်နေကြတဲ့မိဘပြည်သူများအားလုံးသိရှိနိုင်ရန်အတွက်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဆက်လက်ပြီးချင်းတွင်းမြေအခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်ခန်းဒီမြို့မြေရာမနေ့ကညနေကနေ12နာရီတွင်တလက်မကထက်ကြသွားပါတယ်မုံရွာမြို့မြေရာမနေ့ကညနေကနေ12နာရီတွင်တလက်မကထက်ကြသွားပါတယ်ချင်းတွင်းမြေအတက်ကြပုံမှန်နေထားကံမှာရှိနေပါမယ်ထူးကဲမြေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ ခန်းဒီဟုံးမလင်းဖောင်းပြေမော်လိုက်မြေရိုးဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ကလေးဝမင်းငယ်ကန်ဒီနဲ့မုံရွာမျိုးတွေမြေရီများဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ဆက်လက်ပြီးအရာရီမြေရီအခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။ဗမောရွှေကူကတာထိကျိုက်တပိတ်ချင်းမန္တလေးနဲ့စကိုင်းမြို့မြေရီများဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါတယ်။မြင်းမှုမခုတ်ကူညောင်းဦးချောက်မင်းမှုရိုးရဲ့မြေရီများဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။မကွေးအောင်လံပြည်စိတ်သာဟင်္ဒရာနဲ့ဇလုံမျိုးတွေရဲ့မြေရီများဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါတယ်။ ရောင်ရင်မြင့်မြင့်တက်မှုကို24နှစ်စောက်ကြည့်တင်ပြပေးနေပါရခင်ဗျာထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးတော့မှာဖြစ်ပါရခင်ဗျာဆက်လက်ပြီးမိုးလေဝသနဲ့ဇလားဗီရာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့ဆိုင်ကလုန်းမုန်တိုင်းမွန်ထရာရဲ့နောက်ဆုံးရသတင်းအခြေအနေများကိုတင်ပြပေးမှာဖြစ်ပါရခင်ဗျာယနေ့မြန်မာစံတော်ချိန်9နာရီခွဲအချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အနောက်လယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့အကောင်သောဆိုင်ကလုန်းမုန်တိုင်းမွန်ထရာဟာမြောက်အောင်မြောက်ဖက်သို့ရွေးချခဲ့ပြီးဆက်လက်တည်ရှိနေပါတယ် အဆိုပါအားကောင်းသောစိုက်ကလုံမုံတိုင်းမွန်ထရာဟာမြန်မာနိုင်ငံကိုကိုကျုံမြို့ရဲ့အနောက်ဘက်ရေမိုင်630မိုင်ခန့်နဲ့အိန္ဒိယနိုင်ငံချနိုင်းမြို့ရဲ့အရှေ့မြောက်ဘက်ရေမိုင်230ခန့်ကာရီနာဒါမြို့ရဲ့တောင်အရှေ့တောင်ဘက်ရေမိုင်80ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါတယ်။အားကောင်းတဲ့စိုက်ကလုံမုံတိုင်းမွန်ထရာဟာလက်ရှိအခြေအနေမှာမြန်မာနိုင်ငံဘက်သို့ဥတီရွှေရှားနိုင်တဲ့အခြေအနေမရှိတဲ့အတွက်အဝါရောင်အဆင့်သတ်မှတ်ထားပါတယ်။ အာကောင်သောဆိုက်ကလုန်းမုန်တိုင်းမွန်ထရာရဲ့ဒီနေရာဗဟိုချက်လေပြင်းရနဲ့လေတိုက်နှုံးတွေကတော့အဆိုပါအာကောင်သောဆိုက်ကလုန်းမုန်တိုင်းမွန်ထရာဟာမြမဆန်တော်ချိန်9နာရီခွဲအချိန်မှာမြောက်လက်တီကျူ15.8ဒီဂရီနဲ့အရှေ့လောင်တီကျူ82.6ဒီဂရီမှာရှိပြီးဗဟိုချက်လေပြင်းရ960ဟက်တိုပါစကယ်နဲ့အမြင့်ဆုံးလေတိုက်နှုံးမှာတနအီလ55မိုင်မှမိုင်60နှုန်းကဖြစ်ပါတယ်။နောက်72နာရီအတွင်းခံမှန်းချက်ကတော့အဆိုပါအာကောင်တဲ့ဆိုက်ကလုန်းမုန်တိုင်းမွန်ထရာဟာမြောက်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့ရှာနိုင်ပြီး နောက်ဆက်နှစ်နာရီအတွင်းအိန္ဒိယနိုင်ငံအန်တာပရာဒိရှ်ကမ်းခြေကိုကာရီနာဒာမြို့အနီးမှာဖျက်ချော်နိုင်မယ်လို့ခန့်မှန်းရပါတယ်ခင်ဗျာအဆိုပါအကောင့်နဲ့ဆိုင်ကလုန်းမုန်တိုင်းမွန်ထရာရဲ့အရှိန်ကြောင့်ယနေ့ညမှာနောက်24နာရီအတွင်းရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတနင်္လာနေ့တိုင်းဒေသကြီးကင်းပြည်နယ်မိုးပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကျကျမှနေရာဆိတ်ဆိတ်နဲ့နေပြီးတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကွာကြားမိုးထစ်ချုံရွာနိုင်ပါတယ် မြဝကျုံပေါ်ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေးပြင်းများကြာရောက်ပြီးလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လေးပြင်းကြာစဉ်ရေပြင်းမြေပြင်းလေးဟာတနိုင်ကိုမိုင်30မှ35မိုင်အထိတက်ခတ်နိုင်ပါတယ်။လှိုင်းမြေမှာမြဝကျုံပေါ်ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာကုန်းပင်မှာဆက်တပေးကန်ရှိနိုင်ပါတယ်။တို့ဖြစ်ပါ၍အောင်းကောင်းသောဆိုက်ကလုမုန်တိုင်းမွန်ထရာရဲ့အချိန်ကြောင့်မိုးသက်ထန်စွာရာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းရုတ်တရက်ကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘောဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ပါသဖြင့် ကောင်းမြင့်ဒေတာအနည်းမှာနေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်နဲ့မြေငယ်ချောင်းကများအနည်းတွင်နေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုများကိုကြိုတင်သတိပြုနိုင်ပါရန်နဲ့ပြည်တွင်းလေကြောင်းပြန်တမ်းရေးမြမကန်ဝန်တချောင်းနဲ့ကန်လို့ပင်လည်းပြေလို့ရှိကန်ဒီကန်ဝေငါးဖန်ရေရင်များတင်မောများအနေဖြင့်လည်းကြိုတင်သတိပြုနိုင်ပါရန်အသိပေးနှိုးဆော်အပ်ပါရခင်ဗျာဆက်လက်ပြီးမိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့နေ့စဉ်မိုးလေဝသအခြေအနေကိုတင်ပြပေးမှာဖြစ်ပါရခင်ဗျာ ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်9:00နာရီခွဲချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အနောက်လက်ပိုင်းမှာဖြစ်ပေါ်နေတဲ့အားကောင်းသောဆိုက်ကလုန်းမုန်တိုင်းမွန်ထရာဟာမြောက်အနောက်မြောက်ဘက်သို့ရွေ့ချခဲ့ပြီးဆက်လက်တည်ရှိနေပါတယ်။အဆိုပါအားကောင်းသောဆိုက်ကလုန်းမုန်တိုင်းမွန်ထရာဟာမြန်မာနိုင်ငံကိုကိုကျွန်းမြို့ရဲ့အနောက်ဘက်ရေမိုင်630မိုင်ခန့်နဲ့အိန္ဒိယနိုင်ငံချနိုင်းမြို့ရဲ့အရှေ့မြောက်ဘက်ရေမိုင်230မိုင်ခန့်ကာရီနာဒါမြို့ရဲ့တောင်အရှေ့တောင်ဘက်ရေမိုင်80မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုတ်နေပါတယ်။ အဆိုပါအကောင့်နဲ့ cyclone မုန်တိုင်း montra ဟာမြောက်အနောက်မြောက်ဘက်သို့ဆက်လက်ရွေးရှားနိုင်ပြီးနောက်၁၂နာရီတွင်အိန္ဒိယနိုင်ငံ andhra pradesh ကမ်းခြေကို carinada မြို့အနီးမှဖြတ်ကျော်နိုင်မယ်လို့ခန့်မှန်းရပါတယ်။ဘင်္ဂလားပင်လယ်ော်အရှေ့မြောက်ပိုင်းနဲ့အရှေ့လယ်ပိုင်းတွေမှာတိမ်ထဲငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပင်နဲ့ချန်ဘင်္ဂလားပင်လယ်ော်တို့မှာတိမ်အစ်တဲ့မှာတိမ်ထူထပ်နေပါတယ်။ဒီကနေ့မနက်ထိခန့်မှန်းချက်ကတော့ဒနေနိုင်တိုင်းဒေသကြီးမှာနေရာစိတ်စိတ်ရန်ကုန်တိုင်းဒေသကြီးအရီတိုင်းဒေသကြီးကရင်ပြည်နယ်မိုးပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကျကျနဲ့ ပန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာနေရာကျကျဲမိုးထချုံရွာပါမယ်။ရွာရံရာနှုန်းပြည့်ဖြစ်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတိမ်အစ်တင့်ဖြစ်ထုံးပါမယ်။ဒီကနေ့မိုးထချိန်ကြီးခံမှတ်ချက်ကတော့တနင်္လာရီတိုင်းဒေသကြီးမှာနေရာနှံ့ပြား၊ ERA တိုင်းဒေသကြီးမှာနေရာစိတ်စိတ်၊ရန်ကုန်တိုင်းဒေသကြီးကင်းပြည်နယ်မိုးပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကျကျဲနဲ့ပန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ရွာရရာနှုံးပြဖြစ်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတိမ်အထစ်တင်ဖြစ်ထောပါမယ်ခင်ဗျာ။ဆလဘီတိုင်းဒေသကြီးနဲ့ပြည်နယ်မျိုးကြီးများရဲ့မိုးလေဝသခံမှန်းချက်ကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။နေပြည်တော်မှာတိမ်အထစ်တင်ဖြစ်ထောပါမယ်။ရန်ကုန်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မန္တလေးမြို့မှာတိမ်အထစ်တင်ဖြစ်ထောပါမယ်။ပဲခူးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မကွေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ဟောင်းမလေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မုံရွာမြို့မှာတိမ်အထစ်တင်ဖြစ်ထောပါမယ်။ ပသိမ်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။တဝဲမြို့မှာမိုးထစ်ချိန်ဒီချိန်ထစ်ချုံရွာပါမယ်။မြေကြီးသားမြို့မှာတိမ်အသစ်တင်ဖြစ်ထုံးပါမယ်။လွိုင်ကော်မြို့မှာတိမ်အသစ်တင်ဖြစ်ထုံးပါမယ်။ဖမ်းမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ဟာခါမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မော်လမယ်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။စစ်တွေမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။လာရှုံမြို့မှာတိမ်အသစ်တင်ဖြစ်ထုံးပါမယ်။တောင်ကြီးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ကျိုင်းတုံမြို့မှာတိမ်အသစ်တင်ဖြစ်ထုံးပါမယ်ခင်ဗျာ။မိုးဒိန်အောင်ဖြစ်ပေါ်မှုအခြေအနေကတော့အေရီတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီး ခရင်ပြည်နယ်မိုးပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာမိုးဒိတ်တောင်ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးဒိတ်တောင်များရွေးချယ်ရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခိုက်ခြင်းမိုးထစ်ထုံခြင်းမိုးကြိုးပြစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါရခင်ဗျာမြမပင်လယ်ပြင်မှာတော့မြမကျွန်မရခိုင်ကမ်းရံတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေများကြာရောက်ပြီးလှိုင်းချိနိုင်ပါတယ် မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနအီကိုမိုင်30မှ35မိုင်အထိတိုက်ခိုက်နိုင်ပါတယ်။လိုင်းမြေမှာမြဝကျွန်းပေါ်ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ9ဘီမှ17ဘီကန်ရှိနိုင်ပါတယ်။ကြံမြမပင်လယ်ပြင်မှာလိုင်းအစ်တဲ့နယ်ရှိပါမယ်။လိုင်းမြေမှာမုံတမခွေမိုတနေနိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ6ဘီမှ10ဘီကန်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခံမှန်းချက်ကတော့တနင်္လာတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မိုးပြည်နယ်တို့မှာနေရာကျကျမှနေရာဆိတ်ဆိတ်မိုးထစ်ချုံရွာနိုင်ပါတယ်။ နေပြည်တော်နဲ့နီးတွိုက်တွေမနှက်ဖြတ်မိုးတဲ့ချိန်ကြီးခံမှန်းချက်ကတော့တိမ်အစ်စ်နဲ့ဖြစ်ထွန်းပါမယ်။ရန်ကုန်မြို့နဲ့နီးတွိုက်တွေမနှက်ဖြတ်မိုးတဲ့ချိန်ကြီးခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထချုံရောပါမယ်။ရွာရရာနှုံးဖြစ်ဆဲဖြစ်ပါတယ်။မန္တလေးမြို့နဲ့နီးတွိုက်တွေမနှက်ဖြတ်မိုးတဲ့ချိန်ကြီးခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထချုံရောနိုင်ပါတယ်။ရွာရရာနှုံး60ဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ပဲခူးတိုင်းဒေသကြီးအတွင်းအော်တိုဘာလ29ရက်နေ့မှနိုဝင်ဘာလ3ရက်နေ့ထိမိုးလေဝသအခြေအနေများကိုတင်ပြပေးမှာဖြစ်ပါတယ်။တောင်တုံးပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်အခြေအနေ တောင်တရုတ်ပင်လယ်ပြင် BNN နိုင်ငံတောင်ဘက်ကန်နီပင်လယ်ပြင်မှာလေပွေလိုင်းတစ်ခုဖြစ်ပေါ်နေပြီးအောက်ကုန်းလာနိုင်ခြင်းမရှိဘဲ BNN နိုင်ငံတောင်ပိုင်းကမ်ဘောဒီးယားနိုင်ငံတို့ဘက်မှဖြတ်တန်းရွေရှားပြီးနောက်အော်တိုဝါလာ30ရက်နေ့မှာထိုင်းပင်လယ်ကွေ့အတွင်းသို့ရောက်ရှိလာနိုင်ပါတယ်။ထိုင်းပင်လယ်ကွေ့အတွင်းနောက်ဖက်သို့ဆက်လက်ရွေရှားပြီးအော်တိုဝါလာ31ရက်နေ့မှာကပ်ပလီပင်လယ်မြောက်ပိုင်းကိုရောက်ရှိလာပြီးနောက်အနောက်ဘက်သို့ဆက်လက်ရွေရှားနိုင်ကနိုဝင်ဘာလ1ရက်နေ့ညမှနိုဝင်ဘာလ3ရက်နေ့အထိ ဘင်္ဂလားပင်လယ်ော်အရှိလေပိုင်းမှာလေဝေလိုင်းအဖြစ်ဆက်လက်တည်ရှိနေနိုင်ပါတယ်။ဘင်္ဂလားပင်လယ်ော်မှာအော်တိုဘားလ25ရက်နေ့ကစတင်ဖြစ်ပေါ်ခဲ့ပြီးအော်တိုဘားလ28ရက်နေ့မှာဆိုက်ကလုန်းမုန်တိုင်းအဆင့်သို့အကောင်ရောက်ရှိတဲ့ဆိုက်ကလုန်းမုန်တိုင်းမွန်ထရာဟာမြန်မာနိုင်ငံဘက်သို့ဥတီရွေရှားနိုင်ခြင်းမရှိဘဲအိန္ဒိယနိုင်ငံအန်တာပရဒေ့ရှ်ပြည်နယ်ကမ်းခြေဘက်ကိုဥတီရွေရှားပြီးဒီကနေ့အော်တိုဘားလ29ရက်နေ့မှာအန်တာပရဒေ့ရှ်ကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်ပါမယ်။ကုန်းတွင်းကိုဝင်ရောက်ပြီးတဲ့နောက်ကုန်းတွင်းလေပြင်းနဲ့ရံဝန်း လေဝင်လိုင်းဖြင့်အဆင့်ဆင့်အားလျော့လာပြီးအိန္ဒိယနိုင်ငံအတွင်းမှာအနောက်မြောက်ဘက်မြောက်ဘက်နဲ့အရှေ့မြောက်ဘက်သို့ဆက်လက်ရွေးရှားပြီးနိုဝင်ဘာလ၁ရက်နဲ့၂ရက်တွင်မှာအိန္ဒိယဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးအထိရောက်ရှိလာနိုင်ပါတယ်။တစ်ချိန်တည်းမှာထိုင်းပင်လယ်ကွေ့မှတဆင့်ကပလီပင်လယ်ပြင်မြောက်ပိုင်းကိုဖြတ်သန်းပြီးဘင်္ဂလားပင်လယ်အော်ထိရွေးရှားလာနိုင်မဲ့လေဝင်လိုင်းအရှေ့မြောက်ရခိုင်ပြည်နယ်ဧရာဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးမွန်ပြည်နယ်ချင်းပြည်နယ်ပဲခူးတိုင်းဒေသကြီးကရင်ပြည်နယ်ရန်ကုန်တိုင်းဒေသကြီးတွေမှာမိုးအထင်းထင်းရွာသွန်းနိုင်ပြီ နေရာကွက်၍မိုးသက်ထန်နိုင်ပြီးမိုးရေချိန်များနိုင်ပါသည်။ပဲခူးတိုင်းဒေသကြီးတွင်မြို့နယ်ခရိုင်အချို့မှာခုနှစ်ရက်တွင်းရွာသွန်းရရှိနိုင်တဲ့မိုးရေချိန်ကတော့ပဲခူးတိုင်းနောက်ချမ်းကဟင်းသရလဘဒန်ပေါင်းတယ်တာယာဝရီမြန်အောင်ပြည်မြို့နယ်နဲ့ခရိုင်များနဲ့ပဲခူးတိုင်းအရှိချမ်းကတောင်ငူဖြူပဲခူးအုပ်တွင်းကြောက်တကားညောင်လေးပင်မြို့နယ်ခရိုင်တွေမှာခုနှစ်ရက်တွင်းမိုးရေချိန်တက်လက်မအထက်ရွာသွန်းရရှိနိုင်ပါသည်။နေ့စဉ်24နာရီမိုးရေချိန်အနေနဲ့3.5လက်မကန့်သာရှိနိုင်ပြီး အော်တိုဘာလ31ရက်နေ့မှနိုဝင်ဘာလ9ရက်နေ့ထိနေရာကွက်ပြီးမိုးတက်ထန်နိုင်တာတွေကိုသတိပြုရမှာဖြစ်ပါတယ်။ခုနှစ်အတွင်းရွာသူများရှိနိုင်တဲ့ဖြန်းပြမိုးရေချိန်များအနည်းငယ်ကတော့ပဲခူးအနောက်ချမ်းမှာ1.5နှစ်လက်မနဲ့ပဲခူးအရှေ့ချမ်းမှာ1.2နှစ်လက်မပဲခူးတိုင်းတစ်ခုလုံးမှာတော့1.3ခွန်လက်မကန်ရွာသုံးရရှိနိုင်ပါတယ်။စပါးစောင်းသီးနှံဆိုင်တောင်သူများသတိပြုရန်အတွက်ကတော့ပဲခူးတိုင်းတွင်းမှာတော့များသောအားဖြင့်မိုးရသည့်နှောင်းပိုင်းမိုးလုံကာလအတွင်း စပားရင်မှတ်ပြီးရိတ်သိမ်းမဲ့အချိန်အထိအဆိုးရက်လုံလောက်စွာရရှိနိုင်တော်လဲနေရာကွက်၍မိုးတဲထန်နိုင်တာကြောင့်ရိတ်သိမ်းပြီးစပားများအချိန်မီအမိုးကာအောင်ရောက်ရန်ဟိန္ဒရာနဲ့တာယာဝရီခံရများအတွင်းချဲချဲပြက်ပြက်ပြင်းထန်နေတဲ့အနေပိုင်းလယ်ကွင်းများတည်ရှိမှုကစပားအချောက်ခံနေလန်းခြင်းအနှဲငယ်နောက်နှိမ့်နိုင်တာကိုသတိပြုရမှာဖြစ်ပါတယ်ရုတ်တရက်ဖြစ်ထွန်းလာမဲ့မိုးဒိန်တောင်ကြီးများကြောင့်လျှက်စီးမိုးချိန်လာတဲ့အခါမိုးချိုးပြစ်နိုင်တဲ့အန္တရာယ်ရှိတာကြောင့်အသိရှိပြီးသတိထားရလိုအပ်ပါတယ် အပူချိန်လေတန်းနှုံလေတုစုတိုင်းစားနဲ့လေတုညဉ့်ညမ်းမှုအခြေအနေများကတော့ပဲခူးတိုင်းတစ်ခုလုံးမှာအမြင့်ဆုံးနေ့အပူချိန်33ဒီဂရီဆဲလ်ဆီယံနဲ့အနိုင်ဆုံးညအပူချိန်24ဒီဂရီဆဲလ်ဆီယံရှိနိုင်ကခန်းစားရမယ့်အပူချိန်40ဒီဂရီဆဲလ်ဆီယံအထိရှိနိုင်ပါမယ်။အောက်တိုဘာလ30ရက်နေ့အထိလေတုစုတိုင်းစားအခြေအနေနေ့လယ်ဘက်မှာ90ရာခိုင်နှုန်းမှ60ရာခိုင်နှုန်းအထိကျဆင်းနိုင်ပြီးမနက်ခင်းနဲ့ညနေညအချိန်တွေမှာတော့90ရာခိုင်နှုန်းမှ100ရာခိုင်နှုန်းထိရှိနိုင်ပါမယ်။အောက်တိုဘာလ31ရက်နေ့မှာနိုဝင်ဘာလပထမပတ်အထိ တနေ့တာလုံးဝလေတုစုတိုင်းစား80ရာခိုင်နှုန်းမှ100ရာခိုင်နှုန်းအတွင်းရှိနေနိုင်ပါတယ်လေတုညဉ့်ညမ်းမှုညုံငယ် AGI ဟာပဲခူးတိုင်းတစ်ခုလုံးမှာ90အထက်သို့ပြန်လည်မြင့်တက်လာပြီးပဲခူးတိုင်းအရှိချမ်းရောနောက်ချမ်းဒေသတွေမှာပါအချို့မြို့နယ်ခရိုင်များမှာ AGI လည်းပဲ130အထိမြင့်တက်လာတာကိုတွေ့ရတဲ့အတွက်တောင်ရမီးရှို့ခြင်းများကိုတတ်နိုင်သလောက်ရှော့ချပေးရန်လိုအပ်ပါမယ်ပဲခူးတိုင်းတောင်ဘက်မုဒ္ဓမပင်လယ်ကွေ့အတွင်းလှိုင်းမြေဆုံ3မိကတ်ရှိနေပြီးကုန်းတွင်းမှာတောင်အရှိတောင်နဲ့ အရှိမြောက်ရက်များမှလေတိုင်နှုန်းတနအီကို9မိုင်ခန့်နဲ့မုတ်ဓမကွေးအတွင်းလေတိုင်နှုန်းအမြင့်ဆုံးတနအီကို10မိုင်ခန့်ရှိနိုင်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသတ်လိုက်ပါပြီ။နောက်ဆက်ပေးကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြကြမ်းမှရှင်လန်းကြပါစေခင်ဗျာ။ကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးကြပါအောင်ခင်ဗျာ။